ားလုံးပဲမင်္ဂလာပါစေဝါကျွမ်းကျင်ကုတင်နန်း online free course တွေရတယ်ကျေးဇူးတို့ပါတယ်အာဒီနေ့ပြောသားမယ်အကြောင်းအရာလေးကတော့ဒီအရေးပြားမှာပေါ့နော်အနာဖြစ်ပြီးတော့မှဒီပိုးဝင်တဲ့ကိစ္စဖြစ်လာပြီဆိုလို့ရှိရင်အသုံးပြုရမယ်ဒီ antibiotic လေးတွေပေါ့နော်အဲအကြောင်းလေးတွေကိုပြောတော့မှာဖြစ်ပါတယ် antibiotic ဆိုတာတော့မြန်မာလိုပိုတက်ဆေးလို့လည်းခေါ်တယ်စာထဲမှာဆိုရင်တော့ ပရိစီဝါပေါ့နော်ပရိစီဝါပိုတက်စီအဲ့လိုမျိုးပြောမှာပေါ့နော် antibiotics used in skin infection ဆိုတော့အရေးပြားမှာဒီယောဂပိုလေးတွေဝင်ပြီးတော့အနာဖြစ်တယ်ဆိုလို့ရှင်အသုံးပြုရမယ်ဒီပိုတက်စီတွေကိုပြောတာဖြစ်ပါတယ်အရေးပြားမှာဘလို့ပိုးဝင်တာလဲဆိုတော့ဒီရှေ့ရတင်ကန်းစာပြောခဲ့တဲ့အတိုင်းပေါ့နော်ရလာဖြစ်တဲ့ဆင်ကြရင်ရရတဲ့အတွက်ကြောင့်မလို့ဒီလက်တဲတွေနဲ့ကုတ်တာမျိုးတွေပါလေဆိုလုတ်တယ်ဆိုလို့ရှိရင်အရေးပြားတွေပဲ့သွားတယ်ပေါ့နော် အဲပဲ့သွားတဲ့အချိန်မှာအဲလက်တဲထဲမှာပါတဲ့ပိုးတွေဒါမှမဟုတ်အည်ပြားရဲ့ဘင်းသားမှာရှိတဲ့ပိုးတွေကနေပြီးတော့မှအည်ပြားရဲ့အနာထဲကိုပဲ့သွားတဲ့အနာထဲကိုပေါ့နော်ပိုးတွေဝင်ပြီးတော့မှပြီးတဲ့နာတို့ပြီးနောက်တစ်ခုကကျတော့အဲ့လိုရားနာကြောင်းအနာလေးဖြစ်လာတာမျိုးရှိပါတယ်။ဒါကြောင့်မလို့အဲအချိန်မှာဆိုလို့ရှိရင်ပိုတက်စီမပေးဘဲနဲ့ဒီဇိုင်းမဲနေမယ်ဆိုလို့ရှိရင်အဲ့အနာဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းပိုဆိုးလာပြီးတော့ဗောနော်ပိုဆိုးလာပြီးတော့ရောင်လာတယ် ီးလို့ရှိရင်ပြီးတည်လာတဲ့အထိဖြစ်လာတယ်မျိုးတွေဖြစ်လာတာပေါ့နော်အဲအဲအားကြောင့်မလို့ဒီမျိုးဖြစ်လာပြီဆိုရင်ပိုတက်စီတောင်းလာရင်တော့အများဆုံးတက်တာပါပဲအဲဘာပိုတက်စီတောင်းလို့ရလဲဆိုတာကိုကြည့်လိုက်ရအောင်နော်ဒီမှာပြောရမယ့်ပိုတက်စီကတော့၄မျိုးပဲဖြစ်ပါတယ်။တခြားဒီအနာတွေမှာဖြစ်တဲ့ချိန်ကျရင်အည်ပြားမှာဖြစ်တဲ့ချိန်ကျရင်သုံးလို့ရတဲ့ပိုတက်စီလည်းအများကြီးတော့ရှိပါတယ်။ဒါပေမဲ့ဒီမှာတော့၄မျိုးကိုပြကြရမှာဖြစ်ပါတယ်။နံပါတ်၁ကကျတော့ amount ဆက်စလင်နော်နော်။ အမောင်ဆစ်စနယ်ကတော့ကြာဘူးမှာပါအဲ့တော့အမောင်ဆစ်စနယ်အမောင်ဆစ်စနယ်ကတော့ဘာဘာဘာလဲဆိုလို့ရှိရင်ပေါ့နော်အမောင်ဆစ်စလင်ဆိုတဲ့ဟာကျတော့သူကပနက်ဆလင်အမျိုးအစားဖြစ်တယ်ပေါ့နော်ပနက်ဆလင်အမျိုးအစားဖြစ်တယ်အဲပနက်ဆလင်ဆိုတာဘယ်ကနေထုတ်တာလဲဆိုရင်တော့ဒါလည်းပနက်ဆလင်ကလည်းမူတစ်မျိုးပါပဲမူကနေထုတ်တဲ့စီးတမျိုးပါတော့เนาะဒါကြောင့်မို့ပနက်ဆလင်ကတဲ့တဲ့လူလည်းရှိရဲမတဲ့တဲ့လူလည်းရှိရဲအဲ့ဒါတော့အချို့ပဲတင်တယ်เนาะပနက်ဆလင်မတဲ့တဲ့လူဆိုလို့ရှိရင်เนาะဒီအမောင်ဆလင်ကတော့တုံးလို့မရပါဘူး တုံးလိုက်တာနဲ့အဲရောင်လာမယ်ပေါ့နော်နှခမ်းတွေရလာရလာပြီးတော့မှနှခမ်းတွေထူလာတယ်ရောင်လာတယ်အရေပြားမှာအဲဖူးပိန်တွေပိုထလာပြီးတော့ໜီလာတယ်ပေါ့နော်တချို့လူတွေဆိုအသက်ရှူကျက်လာတဲ့အထိအောင်ဖြစ်လာနိုင်ပါတယ်ဒါကြောင့်မလို့အဲ့လိုမျိုးဖနက်စလင်မတည့်တဲ့လူနာဆိုရင်တော့အမောင်စလင်ကတုံးလို့မရပါဘူးအဲ့တော့အမောင်စလင်ကဘယ်လိုအားမျိုးတွေလာလဲဆိုလို့ရှိရင်တော့900မီလီဂရမ်လာတယ်150မီလီဂရမ်လာတယ် အများစုကတော့ capsule ပဲเนาะ CAP လို့ခေါ်တဲ့ capsule ဆိုတာဒီဘက်ကပြထားတဲ့ဆေးတောင်ပေါ့เนาะဒီလိုမျိုးဆေးတောင်လေးလေးလာတယ်နောက်တစ်ခုကကျတော့ oral suspension ဆိုတာအရည်နေပေါ့เนาะအရည်လာတယ်ဒီဘက်မှာပုံလေးပြထားတယ် oral suspension လို့ပြထားပါတယ်ဒီဘက်မှာဒါမျိုးကျတော့ကလေးတောက်တဲ့ဆေးလေးပေါ့เนาะနောက်တစ်ခုကကျတော့ dry strap လို့ခေါ်တဲ့အမုံလေးလေးပေါ့เนาะအရင်ကဆိုမြန်မာနိုင်ငံမှာဆိုရင်ဒါ ဟိုအမောင်ဆစင်းအရေလေးတွေကလေးတိုက်ဖို့ဆိုရင်ပန်းအောင်ဘူးလေးတွေနဲ့တော့တွေ့ဘူးမှန်းထင်တယ်နော်အဲပန်းအောင်ဘူးတွေမှာအမုံထည့်ထားပြီးသားအရေမပါဘူးပေါ့နော်အဲ့တော့အင်းရောင်းမှဒါရေကိုထပ်ထည့်ပြီးတဲ့အချိန်ကျမှသူ့ရဲ့ရေကိုအင်းရောင်းမှရေတန်းကိုပေါ့နော်အဲ့ဒီဘူးလေးကိုအတိုင်းသားတစ်ခုထိသူ့ပြထားတဲ့အမတ်သားတစ်ခုထိထည့်ပြီးဆိုရင်လောက်ခါပြီးတော့တိုက်ရမှာဖြစ်တယ်အများဆုံးထည့်ရတော့60မီလောက်ထိထည့်ရတယ်ပေါ့နော်အဲ့ဒါလေးကိုထည့်ပြီးလောက်ခါပြီးတဲ့အချိန်ကျလို့ရှိရင်တော့တိုက်လို့ရတယ်ဒါအမောင်ဆစလင်း dry ဆိုတာတည်းကရေဖြော်ပြီးတိုက်ရတာပေါ့နော်အော်တုံးရတဲ့ဟာလေးကတော့ skin infection ပေါ့နော်အခု skin infection အကြောင်းပြောနေတာဆိုတော့ skin infection အဲဆိုတခြားအောင်တုံးမမြအောင်လားဆိုတော့ရပါတယ်တောင် cellulitis တောင် cellulitis ဆိုတာကတော့အာသီးရောင်တာကိုပြောတာပါတောင် cellulitis နော်နောက်တစ်ခုက pneumonia pneumonia ဆိုတာကြောအဆုတ်ရောင်အဆုတ်ပွားတာကိုပြောတာနောက်တစ်ခုကကျတော့ urinary tract infection urinary tract infection ဆိုတာကကျတော့ ဒီစီလန်းချောင်းပိုးဝင်တာကိုပြောတာပါ urinary tract ဆိုတာစီလန်းချောင်း infection ဆိုတာကျတော့ရောဂါပိုးကူးစက်တာကိုပြောပါတော့နောက်တစ်ခုကကျတော့ dental infection သွားမှာဖြစ်တဲ့ဒီသွားပိုးစားတာတို့သွားပိုးရောင်တာတို့တဖုံးရောင်တာတို့ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဒီဟာကတုံးလို့ရပါတယ် allergic reaction to penicillin လို့ရေးထားပါတယ်ဒီမှာမတည့်တဲ့လူတွေဆိုလို့ရှိရင်ဒီစိတ်တောက်ရလို့ရှိရင်เนาะဒီ allergic reaction ဆိုတာအဲ့မတည့်တဲ့ ခနာပြောလိုမျိုးနှခမ်းတွေရောင်လာတာမျိုးနော်ခနာကိုမှဖူးပိတ်နေထလာတာမျိုးရယ်ပြီးလို့ရှင်ဒီအသက်ရှူကြက်တာမျိုးရယ်ပေါ့နော်အဲတုံကူလောက်ကတော့ allergic reaction မှာတိတာထင်ရှားတဲ့ဟာတွေပေါ့နော်အဲခွဲစားဖွင့်ပေးတဲ့ hyper sensitivity လို့ရေးထားတာနော် hyper sensitivity ဆိုတော့ဒီ allergic reaction ကိုပြောတာပဲဖြစ်တယ်နောက်တစ်ခုက nausea vomiting nausea ဆိုတာတော့အဲမအီမသာဖြစ်ပြီးတော့ပြူတာပေါ့နော် vomiting ဆိုတာအန်တာပေါ့နော် နောက်တစ်ခုက rash ကကျတော့အနီရောင်လေးထလာတာပေါ့နော်အဲအဲဟာလေးလည်းဖြစ်တတ်တယ်ပေါ့နော်တချို့ကကျတော့ဒီဒမ်မတဲ့ဘူးဆိုဒမ်မတဲ့ရာမရှိနေပဲပေါ့နော်ပိုတက်ဆေးတောက်လိုက်တဲ့အတွက်ကြောင့်မလို့အမ်စားခြင်းမတောက်ခြင်းဤလမ်းမောက်ဖြစ်တာမျိုးတွေလည်းရှိတယ်ပေါ့နော်နောက်ဒီဟာလေးကတော့အမောင်ဆဆလင်ဆေးကိုအကြောင်းလေးပဲဖြစ်ပါတယ်အဘလို့ပုံစံတောက်အောင်လဲဆိုရဲဟာလေးဒိုးဆေးကြရကြတော့ပေါ့နော်အ TDS ပေါ့၃ချိန် အများဆုံးတောက်ကြရပါတော့တချို့ကြတော့လည်း150 mg ဆိုရင် QID T ကိုတောက်လို့ရတယ်ဒါကတော့ယောဂဗောမှုတည်ပြီးတော့မှဆရာဝန်တွေကညွှန်ကြားတဲ့အတိုင်းတောက်ရမှာဖြစ်ပါတယ်ဒီတိုင်းခေါက်ကိုမှန်ပြီးတော့တောက်လို့မရပါဘူးနောက်စီတစ်မျိုးကတော့ MP clause လို့ရေးထားတာ MP clause ကကျတော့စီးနှမျိုးပေါင်းထားတာဖြစ်ပါတယ် ampicillin နဲ့ glaucosilin နဲ့ပေါင်းထားဖြစ်တယ်ဗောနော် ampicillin 150 mg နဲ့ ပြီးလို့ရှိရင် clause ဆိုရင်150အားဟိုနှစ်ခုကိုပေါင်းပြီးတော့သူကစေးတစ်လုံးထဲမှာဒီစေးတစ်လုံးထဲမှာထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့900 mg လို့ပြောလို့ရမှာပေါ့နော်150 150နှစ်ခုပေါင်းတော့900 mg လို့ပြောလို့ရပါတယ်စီးရပုံစံလေးရဒီဘက်မှာပြထားတဲ့အတိုင်းလေးပေါ့နော် အနီနဲ့အမင်းနဲ့ပေါ့နော်အဲဒါစကြာလေးရအဲဒီကပတ်ကြာလို့ခေါ်ပါပေါ့နော်အဲကပ်ဆူးထဲမှာစီးမုံလေးထည့်ထားရပေါ့နော် အဲဒီဟာဘာဘယ်မှာတုံးရလဲဆိုတော့အရှေ့ကအမောင်ဆန်ဆလင်းနဲ့အတူတူပါပဲ skin infection မှာတုံးတယ် tonsillitis မှာတုံးမယ် pneumonia မှာတုံးမယ် UTI မှာလည်းတုံးလို့ရတယ် dental infection မှာလည်းတုံးလို့ရပါတယ်အဲတော့ဒီဈေးကကျတော့အရှေ့ကအမောင်ဆန်ဆလင်းထက်နည်းနည်းလေးပိုပြီးတော့အဲနောက်ပိုင်းကြမှာပိုအသုံးများလာကြတာပေါ့နော်အမောင်ဆန်ဆလင်းကကျတော့အဲယောဂပိုးကိုသူကကောင်းကောင်းမထိန်နိုင်တော့ဘူးယောဂပိုးက ပို့ပြီးတော့မှဆွမ်းလာတာမျိုးအမောဆဆလင်ဟိုထိတ်ပြီးတော့မှတိတ်ပြီးတော့မှပေါ့နော်အမောဆဆလင်နဲ့စိတ်မပြေတော့အမျိုးကြီးရှိရတယ်တော့ကြောင့်နောက်ကြတော့ MP cloud ဆိုတဲ့ဟာလေးကပို့ပြီးတော့မှအတုံးများလာကြတယ်ပေါ့နော်သူ့မှာလည်းပနဆလင်အားနေထုတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ပနဆလင်နဲ့မတည့်တဲ့လူဆိုလို့ရှိရင်စိတ်မပြေပါဘူးမပေးရပါဘူးနော်နောက်တဲ့ side effect တွေကတော့ nausea vomiting rash တူတူပဲနော်ရှိရတယ် စေးနာမည်ကတော့ flu glossa selin ပါ flu glossa selin ပါเนาะ flu glossa selin ပါဒီ flu glossa selin ကကျတော့150 mg မီလီဂရမ်လဲလာတယ်ပြီးနောက်တစ်ခုကကျတော့900မီလီဂရမ်လဲလာပါတယ်သူကကျတော့ capsule ပေါ့သူလည်း capsule ပဲအဆေးအတောင်လေးထဲမှာအမုံနေထည့်ထားတဲ့ဟာပါเนาะအဲ့ဒါကို flu mouse လို့တချို့ဟိုပါပေါ့เนาะဒီ flu glossa selin တီးတန့်လဲလာရှိတယ်နောက်တစ်ခုကကျတော့ flu glossa selin နဲ့ mouse selin နဲ့ပေါင်းထားတဲ့ ဖလူးမောက်ဆိုတဲ့ဆီလဲလာဖြစ်ပါရှိပါတယ်ဒီမှာပုံလေးပြထားရအောင်เนาะဒါကတော့မြန်မာမှာတော်တော်အသုံးများတယ်ဖလူးမောက်ဖလူးမောက်တယ်เนาะဆေးရုံတွေမှာဆိုလို့ရှိရင်အဲဒါတခုခွဲရောမဆေးရအောင်ဆိုလို့ရှိရင်လည်းဖလူးမောက်ကိုထိုးထားလဲကြားတယ်ပေါ့เนาะပိုးဝင်မှာဆိုလို့ပါဒါလည်း flu mouse ပေါ့နော်ဒါကတော့ flu glossa selin တီးတယ်မယ်150အားလာတဲ့ပုံလေးကိုပြထားဖြစ်ပါတယ်အားလုံးကတော့ capsule ပါပဲ ီဟာကဘယ်မှာသုံးလို့ရလဲဆိုလို့ရှိရင်တော့အရှေ့အဟာနဲ့အတူတူပဲဖြစ်ပါတယ် skin infection tonsillitis pneumonia urinary tract infection dental infection ဒါတွေသုံးလို့ရတယ်နော်သူရဲ့ဓာတ်မတဲတဲ့ဟာတွေကလည်း penicillin ရထောက်တာဖြစ်တဲ့အတွက်အရှေ့အဟာနဲ့အတူတူပါပဲ allergic reaction သူ penicillin penicillin နဲ့မတဲဘူးဆိုရင်ဒါတွေသုံးလို့မရပါဘူး nausea vomiting နဲ့ rash အဲ့ဒီရှိရပြောခဲ့တဲ့ဆေး၃မျိုးလုံးပေါ့နော်အမောက်ဆဆလင် MP gloves ပြီးလို့ရှိရင် flu clouser ဆိုလင် အားလုံးအားလုံးက penicillin ကနေထုတ်ထားတာဖြစ်ပါတယ်ဒီစီကတော့ metro nitazole ပေါ့နော် M E T R O metro nitazole ပေါ့နော် metro လို့လည်းအတူကောက်ခေါ်ရင်ဒီနောက်က nitazole ဆိုတဲ့ဟာကိုဖြုတ်ပြီးတော့ပါလေ metro လို့အတူကောက်ခေါ်ကြရပေါ့နော်အပြည့်စုံနာမည်ပြည့်စုံကတော့ metro nitazole ပါလာတဲ့အားတွေကြည့်အောင်မီလီဂရမ်တွေကြည့်အောင်နော်200မီလီဂရမ်လာမယ် 400 mm tablet လာမယ်ဒီနှစ်ခုလုံးက tablet ပဲเนาะအရှိကပြောခဲ့တဲ့ဆေးတွေကတော့ capsule တွေအခုကဒီကတော့ tablet ဖြစ်သွားပြီเนาะအခဲဆေးကြီးပေါ့เนาะပြီးရင်နောက်တစ်ခုကကျတော့ gel form ပေါ့เนาะ gel ဆိုတာကတော့ဒီ cream မျိုးပါပဲညစ်ပြီးတော့မှထွက်လာပြီးအရေးပြားပေါ်မှာလိမ့်ရတဲ့ဟာမျိုးပေါ့เนาะအဲ့ဟာဒီ gel form အနေနဲ့လည်းလာပါတယ်ပေးမှာတုံးတာလဲဆိုလို့ရှိရင်ဘောနော်ဒါကကျတော့အရေးပြားပိုးဝင်ပြီးတော့မှ ပြည်တယ်ွားမျိုးဆိုလို့ရှိရင်သူကပို့ပြီးတော့မှအသုံးဝင်ပါ誒အဲတော့ abscess ပေါ့နော်ဒါ medical term ဖြစ်တဲ့ abscess ပေါ့ abscess ကကျတော့ဒီယောဂပိုးဝင်နေတဲ့အန်ဒီအနာထဲမှာဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကနေပြန်ပြီးတော့တုံ့ပြန်တဲ့အချိန်ကျတော့ဒီယောဂပိုးနဲ့ခန္ဓာကိုယ်တွေကဆဲတွေတွေးဖြူဥရင်းနဲ့တုံ့ပြန်တဲ့ခြားကြတဲ့အချိန်ကျရင်ပေါ့နော်အဲအချိန်ကျလို့ရှိရင်တော့သူက pass လို့ခေါ်တဲ့ဒီ p p ပေါ့နော် p အရေးလေးတွေအဲအနာထဲမှာ ဆူလာတယ်အဲ့ဟာကို abscess လို့အင်္ဂလိပ်လိုခေါ်တယ်ပေါ့နော် abscess abscess ဆိုတာကျတော့ pus inside ဝန်းဝန်းဆိုတာအနာ pus ဆိုတာပြီးပေါ့နော်အနာထဲမှာပြီးရရှိနေရမျိုးနော်အဲ့တော့ not not as or condition တစ်ခုကကျတော့ liver abscess ပေါ့နော်အသေးထဲမှာပြီးတရမျိုးအဲ့အချိန်ကျလည်းဒီမှာ true တော့လို့ရတယ်ပေါ့နော်နောက်တစ်ခုက PID လို့ခေါ်တဲ့ Pelvic Inflammatory Disease ပေါ့နော် PID လို့ခေါ်။ဒါကကျတော့ ဘယ်လိုမျိုးယောဂါမျိုးလဲဆိုလို့ရှိရင် အမျိုးသမီးတွေမှာဆိုလို့ရှိရင်တအိမ်သားလေးမှာရှိတဲ့ box တစ်ခုရှိရပါတော့။အဲ့လိုမျိုး box ထဲမှာဒီရောင်တိုင်းရောင်ရမ်းပြီးတော့မှာပေါ့နော်။ဒီ box ထဲမှာရောင်ရမ်းပြီးတော့အရည်တွေစုလာတာမျိုးတွေပါလေဆိုလို့ရှိရင်လည်း PID လို့ခေါ်တယ်ပေါ့နော်။အဲ့တော့ PID တွေကရောယူရီမီမှာဖြစ်များလားဆိုတော့ရှိကြပါတယ်။အဲ့လိုမျိုးခြေရင်ကြလို့ရှိရင်လည်းတုံးလို့ရတယ်ပေါ့နော်။နောက်တစ်ခုကကျတော့ dandruff abscess ပေါ့နော်။ dandruff infection မဟုတ်တော့ဘဲနဲ့ အဲသွားတဖုံးနေရောင်လာပြီးတော့မှပြီးတောင်တဲအခြေအနေမျိုးပေါ့နော်အဲ့လိုမျိုးတွေမှာဆိုရင်လည်း metro ကတုံးလို့ရတယ်နောက်တစ်ခုကတော့ brain abscess ပေါ့နော်အုံနောက်ထင်မှာဒီ abscess အဲပြီးတဲ့အမျိုးတွေလည်းတုံးလို့ရတယ်အဲ့တော့ကျန်းမြတ်ထားမှာကျတော့ abscess ဆိုလို့ရှိရင်ပြီးတဲ့ပြီးဆိုလို့ရှိရင်တော့ metro line ဆိုတာတုံးလို့ရတယ်ပေါ့နော်အဲ့မန်ထရိုနိုင်းဆိုတော့တောက်တဲ့ချင်းကြရင်သူက side effect ရှိရပါတော့။ side effect ကဘာလဲဆိုတော့ခဏ nausea vomiting အမေးမလာဖြစ်မယ်အဲ့ ်ပြီးလို့ရှိရင်ဒါ loss of appetite ဆိုတာကတော့စားညင်တောင်းချင်စိတ်မရှိဘူးပေါ့နော်စားညင်တောင်းချင်စိတ်မရှိဘူးစားတော့ပြည့်တယ်နောက်တစ်ခါ stomach pain ပေါ့နော် bite on bite နာဖြစ်တတ်တယ်ဒီဆေးတောက်လို့ရှိရင်ပေါ့နော်နောက်တစ်ခါကျတော့ constipation ပေါ့ဝင်းနေချုပ်တတ်တယ်အနေငယ်ချုပ်တတ်တယ်ပေါ့နော်ပြီးနောက်တစ်ခါက headache အဲ့ဒါဆိုတော့ခေါင်းတွေပါကြိုက်တတ်တယ်တခါလေးကြရမယ်နော်ဒီမှာဒါတွေကတော့အဖြစ်နေပါတယ်ဒီ nausea vomiting လောက်ကတော့ဒီ metro တောက်လိုက်တယ်ဆိုလို့ရှိရင်လည်းမဖြစ်တတ်တယ်ပေါ့နော် အဲ့တော့ဒီနေ့ပြောရတဲ့ antibiotic တွေကလီမျိုးပဲဖြစ်ပါတယ် amoxicillin, ampiclox, fluoxacillin နဲ့ metronidazole ပေါ့နော်အဲ့တော့အပေါ်ကတုံးယူရတော့ penicillin အုပ်စုဝင်ကြီးဖြစ်တယ်အောက်ကတုံးယူရကြတော့ဒီ metronidazole ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီသုံးမျိုးကတူတူပဲဖြစ်တဲ့အတွက် penicillin မတည့်တဲ့လူတွေဆိုရင်တော့လုံးဝပြီးလို့မရအောင်ပေါ့နော်အဲ့တော့ penicillin ရဲ့ alternative တွေလည်းရှိတယ် penicillin alternative ဆိုတာကျွန်တော် penicillin မတည့်ဘူးဆိုလို့ရှိရင် ပန်းစလင်အစာဘာပေးလို့ရလဲဆိုတဲ့ဟာတွေလည်းရှိပါသေးတယ်။အဲ့တော့ဒီထဲမှာတော့ပြောမသွားပါဘူးเนาะ။နောက်တစ်ခုကမထိုးနိုင်တဲ့ဆိုတော့ပန်းစလင်တက်တယ်မတက်တယ်ပေးလို့ရတယ်။နောက်ထပ် lesson တစ်ခုကဘာဖြစ်မလဲဆိုလို့ရှိရင်เนาะ analgesic ပေါ့เนาะ pain killer လို့လည်းခေါ်တယ်။ analgesic လို့လည်းခေါ်တယ်။ analgesic လို့ပြောလို့ရှိရင်လည်းလူတွေတော်တော်များသိကြတယ်ပေါ့เนาะ။ဒါပေမဲ့ pain killer ကတော့ လူတွေတော့များမသိကြအောင်ပိန်ကီလာဆိုတာကျွန်တော်အင်္ဂလိပ်လိုပိန်ဆိုတာအနာပါเนาะကီလာဆိုတာတက်တာပါเนาะအနာကိုတက်တယ်ဆိုတော့ဒါအကိုက်ခဲကြောက်စီပဲဖြစ်တယ်เนาะ energy ဆိုရင်တော့တော်တော်များသိကြအောင်ပါเนาะအဲ့တော့ဒီဟာလေးတွေကကျွန်တော်အခုလက်ရှိလဲဒီတုတ်ပေးတွေပါတွေဖြစ်လာပြီဆိုတော့အဲဒီနောက်ထပ် lesson တစ်ခုကတော့ပို့ပြီးတော့မှစိတ်ဝင်စားဖို့ကောင်းတယ်ပါเนาะโอเคအဲ့တော့နောက်ထပ် lesson တစ်ခုမှပြန်တွေ့ကြအောင်